ဒါနဆိုတာအလူကြီးပေးပါဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတိခင်းအခန့်ကျွေးမွေးတာလည်းဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလားလည်းဒါနပဲအလောဒါနကိုယ်ရှိတဲ့ဒိဋ္ဌိစံတွေကိုလည်းညှော်လင့်ချက်နဲ့ကျွေးတာမဟုတ်ပဲနဲ့ဥပမာမေခွေးချေလို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုကျွေးတယ် จองจ้วยเนี่ยเว้ยจั่วข่มနိုင်အောင်ဆိုရဲจ้วยတာမဟုတ်ဘူးသူ့ဟာသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့จ้วยတာဆိုရင်ဒါဌာနတွေပဲတရိစ္ဆန်လူတဲ့ဌာနဟာအစတရားจุပေးနေလို့ဆိုစတရားဆိုတာနေရမှာမဟုတ်တာเนาะကိုကတစ်ခါလုံးရင်စတယ်လူတွေကတော့ထင်လိမ့်မယ်ကိုတစ်ခါလုံးထားစတရားမများလို့ဘူးလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုရင် ိုယ့်ကိုလက်တွေ့ကြည့်ပေါ့တရားစီလေးတစည်းပဲဆိုင်တစည်းဆိုင်ရင်တရားသီးကတလုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်လဲတရားစီတစည်းဆိုင်လိုက်တာနဲ့တရားပင်ကသီးလိုက်တာထောင်းချီဖြစ်နေအကျိုးဆိုအဲ့လိုတူပွားလာတူပွားလာဒါနကောင်းမှုကအဲ့ဒီတပည့်ဆိုင်ထားတဲ့အလားတရာတူတယ်ပေါ့ကိုယ်ဆိုင်တောင်းကတစည်းပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition နေ fruit ပေါ့ ျိုးတရားတွေကြတော့များများအမြောက်များစွာရတယ်